ဒီနေ့ကျွန်တော်တို့ချင်းချင်းစာတုံးတွေရဲ့အရာကဘာလဲဆိုတော့တို့တမီပေါ့နော်စာအုပ်ရဲ့ခေါင်းစဉ်ကလည်းပြင်ဆင်ခံရတော့တို့တမီဖြစ်တယ်အရှိရက်တင်မှာလည်းတို့တမီရဲ့အကြောင်းကိုပြောသွားတာရှိရပေါ့နော်ဒီနေ့ရောက်လာတဲ့အကြောင်းအရာကတော့တို့တမီရဲ့တို့တမီတူမှာရှိရမယ့်အရေးအချင်းတွေပေါ့နော်သူရဲ့ အာ sorry နော်ဥစားတကြားလုံးစားမှု6ဆိုးလို့လူစင်းကြီးနဲ့နှင်းကုန်လို့ဒါကပြရတယ်နည်းဖြစ်ဥစားအာတို့သမီးရဲ့အရေးအချင်းတွေပေါ့နော်တို့သမီးရဲ့အရေးအချင်းတွေကဒီအခန်းမှာပါတွေ့ရလဲဆိုတော့သူက9မျိုးပြောထားတယ်ပေါ့နော်ပထမဥဆုံးနဲ့အရေးအကြီးဆုံးဖြစ်တဲ့အရာဖြစ်တဲ့ချစ်ချင်းမြတ်တာပေါ့နော်ချီးဥမြတ်တာနဲ့ချစ်မြတ်လို့ချင်း loving ပေါ့ အဲ့ဒီအရာကတော့ပြီးခဲ့တဲ့နေ့ကအန်တီနီယိုအဝင်းကစီစဉ်သွားတယ်ချီဦးဇာမီတာနဲ့ချင်းမြတ်နိုးရှင်အကြောင်းကတော့ပထမအရေးအကြီးဆုံးနဲ့အဓိကအကြဆုံးရည်ချင်းဖြစ်တယ်ပေါ့နော်တို့တို့သမီးတို့ဦးမှာရှိရမယ့်ရည်ချင်းဖြစ်တယ်ပေါ့ဒီအာတို့သားနဲ့တို့သမီးမင်္ဂလာဆောင်တော့မယ်ဆိုရင်ပေါ့နော် အားလုံးကဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်မင်္ဂလာဆောင်မှုတဲ့သူတွေလည်းရှိမယ်မဆောင်ရသေးတဲ့သူတွေလည်းရှိမယ်ပေါ့နော်ကျွန်တော်ဒီနေ့ညမှာဒါပေမဲ့အာသူတို့အကုန်လုံးလည်းနားလည်မှာပေါ့နော်သူတို့သူတို့သားတယောက်အနေနဲ့သူတို့တမိထဲမှာဘာလို့သူကရှာဖွေလဲဆိုရင်ချစ်ချင်းမြတ်တာပေါ့တကယ်ကိုသူ့ရဲ့ယဉ်ထဲကနေလာတဲ့ကိုပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာချစ်ခင်ဆုံးမချင်းကိုအကုန်လုံးကအာလိုချင်တော့ပေါ့နော် အဲကြောင့်မို့ဒီဟာကျတော့အခြေခံအကျဆုံးနဲ့အရေးကြီးဆုံးချစ်ချစ်ရာကတော့ချစ်ချင်းမေတ္တာဖြစ်တယ်။နောက်ထပ်တခြားတော့ဗာအာအရေးချင်းနေရှိဖို့လိုသေးလဲဆိုတော့တို့သမီးတယောက်ဖြစ်လာဖို့ပေါ့နော်။အားလုံးအာဘယ်သူပဲဖြစ်ဖြစ်အာတို့သမီးဖြစ်ဖို့အရေးချင်းပြည့်မီရတော့မဟုတ်ဘူး။တို့သမီးတယောက်ဖြစ်ဖို့အတွက်သူ ြည့်မိရမယ့်ရည်ရှင်းတွေကိုကြီးကိုသွေးတွေလွှဲရှိရမှာเนาะဒီမှာဖော်ပြထားတဲ့ဒုတိယအကြောင်းအရာကတော့သွတ်လွတ်ခြင်းနဲ့ living လို့ရေးထားရဲ့သွတ်လွတ်ခြင်းဆိုတော့အာတို့သမီးဖြစ်လာဖို့ဆိုရင်ပေါ့เนาะဟိုတို့သမီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တချို့အရာတွေကိုသွတ်လွတ်ဖို့လိုတယ်အားတွေကိုသွတ်လွတ်ရမလဲဆိုတော့ဒီမှာသူဖော်ပြထားတာကကိုယ်အမျိုးသားချင်းကိုယ်အဘကြီးအိမ်ကိုမေ့ပြစ်ပါတဲ့ မာဆာလန်45ခုမြောက်သောဆာလန်အပိုင်ငယ်37မှာပေါ်ပြထားတဲ့အရာလေးကိုမဆရာရေးထားတယ်ပေါ့နော်တစ်ချက်လောက်ဖတ်ပြီးတော့အာဖတ်ရှင်းပါတယ်လို့ဖြစ်သူကငါတနီးနားထောင်ပါရှင်ကျင်ပါနာယူပါ ကို့အမျိုးချင်းနဲ့ကို့အဘကြီးအိမ်ကိုမေ့ပြစ်ပါတို့ပြုလျင်ရှင်ဘရင်ကတင်ဤအလှကိုနှစ်လိုစုံမတ်မည်သူသည်ရှင်ဘရင်ဖြစ်သောကြောင့်သူ့ကိုကိုးကွယ်လော့ကြည်ညိုယူသည်လော့ သူထံဝန်ခံအနှံတော့ကိုရဲ့အမျိုးဖြစ်တယ်ကိုကိုရဲ့အဘကြီးအင်ကိုမေ့ဖြစ်ပါဆိုတော့ဒါသူကဟိုဝိညာဉ်ရေးရအရာကြတော့ဘာကိုပြောလဲဆိုတော့ကျမတို့ရဲ့ဒီအဒီတဘာဝဖြစ်ခြင်းပေါ့နော်ကျမတို့ကမွေးလာတဲ့အခါမှာဒီလောကထဲမှာမွေးလာတယ်အပြစ်ထဲမှာမွေးလာတယ်အဲ့ဒီအဲ့လိုအဲ့ကျမတို့ရဲ့ဒီလောကအိမ်ကိုမေ့ပြစ်ပြီးတော့ သခင်အာသခင်ယေရှုစီကိုဒီမှာတို့ကအာထွက်လာခဲ့ဖြစ်တယ်ပေါ့နော်သခင်စီကိုရောက်ဖို့ဆိုရင်ဒီလောကကိုထားခဲ့ဖို့အတွက်လိုအပ်တယ်ဒီလောကကိုဆော့လုပ်ဖို့လိုအပ်တယ်ပေါ့နော်အာလောကကိုလည်းချစ်တယ်သခင်လည်းချစ်တယ်ဆိုတော့မဖြစ်နိုင်ဘူးပေါ့နော်ကျမတို့တခင်ရဲ့သတို့သမီးဖြစ်ဖို့ဆိုရင်ဒီလောကဒီလောကမှာရှိတဲ့အရာတွေကျမတို့ဆုဆက်ဖြတ်ပြီးတော့ဆုံးလို့ပြဖို့လိုတယ်ပေါ့နော်။ကျမတို့ရဲ့ဆွဲလန်းခြင်းတွေတွေ့တာခြင်းတွေလောကီ အာလောကီဆန်တော့အရာအလုံးထုံတက်ဆင်လာပြီ sorry တရားနဲ့ချီနောင်မှုတွေဒီအရာတွေရောအလုံးကိုကျွန်တော်တို့ဆွံပြဖို့လိုအပ်တယ်အာနောက်ထပ်ဒီမှာတိတုကျမ်းကျမ်းစာထဲမှာတိတုတိတုအာမဆာခန်းကြီးနှစ်ငယ်7ကနေ73မှာလဲပေါ်ပြထားတယ်เนาะဒီအရာလေးကိုလည်းပြန်လဲဖတ်ရှုပြီးတော့ခွန်အဖတ်ပြီးတော့ခွန်အားယူခြင်းပါတယ်လို့ င်္ဂလာရှိသောမျှော်လင့်ရာကို၎င်းကျွန်ုပ်တို့၏ကြီးမြတ်သောဘုရားနှင့်ကယ်တင်ရှင်ယေရှုခရစ်၏ဘုန်းတရားပေါ်ထွန်းခြင်းကိုကျွန်ုပ်တို့မျှော်လင့်လျက်ဘုရားမဲ့တရားမဲ့နေခြင်းလောကီတတ်မှတ်ခြင်းကိုပယ်ရှားလျက်အင်ဒရီဆောင်ခြင်းတရားသဖြင့်ကျင့်ခြင်းဘုရားဝတ်၌မွေးလျောခြင်းသုံးမတုံသင်ခံခြင်းပြုနေပြီတဲ့ဒီမှာတွေ့ရတဲ့အခါကျတော့ဘာတွေ့ရလဲဆိုတော့မျှော်လင့်ခြင်းပေါ့နော် မျောလင့်ခြင်းကျမတို့ရဲ့မျောလင့်ရာကမင်္ဂလာရှိသောမျောလင့်ရာဖြစ်တယ်ဘုသူ့မျောလင့်တာလေဆိုတော့ကျမတို့ရဲ့ဘုသူ့သားဖြစ်တဲ့ကက်တင်ရှင်ယေရှုခရစ်ကိုမျောလင့်ရာဖြစ်တယ်ပေါ့နော်ဟိုလောကလောကမှာရင်တော့လူများတွေပြောကြားဘူးတယ်ပေါ့နော်လူကတဲ့ဟိုရေရေမရှိပဲနဲ့သမီးမစားပဲနဲ့ခုနရက်တဲ့ရေမရှိပဲနဲ့အဲတမနက်ပဲအသက်ရှင်နိုင်တယ်ပေါ့နော်အောက်ဆီဂျင်မရှိဘူးဆိုရင် ကျွန်တော်အုံနောက်ကိုအောက်ဆီဂျင်မရောက်ဘူးဆိုရင်3မိနစ်ဆိုလူကတည်ပြီပေါ့နော်အဲ့လိုမျိုးပြောကြတယ်ပြီးတော့အဲဒါပေမဲ့လူကမျောလင့်ခြင်းမျောလင့်ချက်မရှိတဲ့လူကတဲ့တစ်ဆက်ကတော့တတ်မရှင်နိုင်ဘူးတဲ့အဲ့လိုမျိုးပြောတာကြီးကြားမှုရပေါ့နော်ဒီမှာကြတော့ကျွန်တော်တို့ရဲ့မျောလင့်ခြင်းကျွန်တော်တို့ယုံကြည်သူတွေရဲ့အဲဖျားကိုတည်တဲ့သူတွေရဲ့မျောလင့်ခြင်းကသခင်ခရစ်တော်ဖြစ်တယ် သခင်ယေရှုခရစ်နဲ့ကျမတို့အတူတကပြန်လဲဆုံစည်းရမယ့်နေ့ကိုကျမတို့မျှော်လင့်ပြီးတော့အာတို့သမီးကဲ့သို့ပေါ့နော်ကိုယ့်ကိုယ်တို့သမီးဖြစ်တယ်ဆိုတာကိုမမေ့လျော့ပဲနဲ့အဲ့ဒီမျှော်လင့်ခြင်းကိုအာအဲ့မျှော်လင့်ခြင်းကိုကျမတို့ဆုပ်ကိုင်ပြီးတော့ပေါ့နော်နေ့ရက်စဉ်တိုင်းမှာတက်ရှင်ဖို့ဖြစ်တယ်ဖျားမဲ့တရားမဲ့နေဖို့မဟုတ်ဘူးပေါ့နော် လောကီတတ်မှတ်ခြင်းနဲ့နဲ့မှာလောကီတတ်မှတ်ခြင်းနဲ့မှာပါသွားဖို့မဟုတ်ပဲနဲ့ကျမတို့ရဲ့မျှော်လင့်ခြင်းဖြစ်တဲ့သခင်ယေရှုကို အဲအဲ့ဒီအဲ့ဒီမျောလင့်ခြင်းကိုအောက်မေ့တတိယပြီးတော့နေ့ရက်စင်တိုင်းမှာအသက်ရှင်ဖို့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီမှာပြန်ပြီးတော့အခွန်အားယူရပါတယ်လို့နောက်ထပ်အဲဆရာကဒီမှာကြံ့ညွန့်နေ ပေးထားရပါတော့ဒီမှာကျတော့အဲတိရောသုံးပါလဲပြောထားရပါတော့ကိုရောပေါ်ထွန်းခြင်းကို မျောလင့်တော်သူသည်ကိုရောတန့်ရှင်းတော်မူသည့်ဤသူမိမိကိုယ်ကိုတန့်ရှင်းစေတတ်၏တဲ့မျောလင့်ခြင်းဒီမှာလဲမျောလင့်တော်သူနောက်တစ်ခေါက်ပြန်တွေးရတယ် ညောလင်ကိုရောရဲ့ပေါ်ထွန်းနောက်တစ်ချိန်သခင်ယေရှုရဲ့ပြန်လဲကြွလာခြင်းအဲကိုရောရဲ့ပေါ်ထွန်းခြင်းကိုညှော်လင့်တော်သူတွေဖြစ်တဲ့ကျမတို့ကကိုရောတတ်ရှင်းတော်မူသည့်ဤတို့မိမိကိုယ်ကိုတတ်ရှင်းစီမှာဖြစ်တယ်ပေါ့နော်ကိုရောကိုပေါ်ထွန်းခြင်းကိုသာတကယ်ညှော်လင့်တဲ့သူပါဆိုလို့ရှိရင်မိမိကိုယ်ကိုလောကနဲ့တွားပြီးတော့ညှဉ်းညူးစီမှာမဟုတ်ဘူးပေါ့နော်အဲဒီမှာ အဲ့ဒီအရာကိုလည်းဒီမှာဆင်ခြင်ရတယ်ပေါ့ဒီခစ်ဒီခစ်ခါမှာပေါ့နော်အော်လူတွေကအမျိုးမျိုးဖြစ်လာပြီပေါ့နော်နောက်ဆုံးတော့ကာလာရောက်တဲ့အခါမှာအာဘယ်လိုပြောရမလဲလူငယ်တွေလည်းဘုရားကိုမသိရင်လည်းအမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်ပျက်စီးရဲ့ပျက်စီးဖို့လမ်းစာတွေကလည်းအများကြီးရှိတယ်ပေါ့အဲ့လိုမျိုးဒါပေမဲ့ဖျားကိုတီးတဲ့သူတွေကတော့ဒီလိုဖျားကိုမတီးတဲ့သူတွေနဲ့ဘယ်လိုအတူတူမဟုတ်ဘူးပေါ့နော် ော့ဒီဖ ያ ကိုတီးတဲ့အခါမှာကိုကိုသွားတဲ့လမ်းကိုစင်ကျင်အောင်မေ့ပြီးတော့အာကိုကိုကိုတန့်ရှင်းခြင်းအရာမှာတည်စေဖို့အတွက်တတိတတိပြုပြီးတော့အပရှင်ဖို့ဖြစ်တယ်ပြီးတော့ဒီမှာရဘခါပေါ့နော်ဒီသူတို့သူတို့သမီးနဲ့ကြောက်ပြောသူတို့သမီးရဲ့အကြောင်းပြောတဲ့ခါမှာအာဆရာကရဘခါရဘခါကိုသူကဥပမာပြောထားရအောင်နော်သူက तू ကမလျှောက်ဘူးတဲ့လမ်းကိုလျှောက်တယ်။ तू မမြင်ဘူးတဲ့သူတို့သားကိုမြင်ဖို့အတွက်တဲ့ तू ကမိမိရဲ့အိမ်ကို तू ကထားခဲ့တယ်ဘူးနော်။ဒီကဘာကိုပုံဆောင်လဲဆိုတော့အဲကျမတို့ကျမတို့တွေကလည်းသရှင်တော်ဝိညာဉ်တော်ရဲ့ဦးဆောင်ခြင်းအဲပဲ့ပြင်ခြင်းကိုဝန်ခံလိုက်နာပြီးတော့မိမိရဲ့မိဘမောင်နှမတငယ်ချင်းဆွေမျိုးလုပ်ငန်းသားတမီးအိမ်တွေကိုတဲ့စွန့်ထွက်ခြင်းဖြစ်တယ်တဲ့ ပြောချင်တာတော့မိမိမိဘတွေကိုအဲ့လိုမျိုးဘယ်လိုပြောအဲဆွန့်ပစ်ထားခဲ့တာအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အာအရာရာတိုင်းမှာမိဘကိုချစ်ချင်းမှလည်းဖခင်ကိုဖခင်ရဲ့ချစ်ချင်းနဲ့ချစ်ဖို့ဖြစ်တယ်မောင်နှမချင်းချစ်ချင်းမှလည်းဖခင်ရဲ့ချစ်ချင်းနဲ့ချစ်ဖို့ဖြစ်တယ်တကယ်ချင်းအချင်းချင်းအလုပ်ထဲမှာသားသမီးအဲကိုယ့်ရဲ့အိမ်မဲ့ဖြစ်ဖြစ်အရာရာတိုင်းမှာ ချစ်တဲ့အခါမှာဘုရားကိုအရင်ချစ်ပြီးမှကျန်တဲ့အရာတွေအားလုံးကဒုတိယဖြစ်တယ်ပေါ့နော်ဖြစ်သာသမီကိုချင်တဲ့ဘုရားရဲ့ချစ်ခြင်းနဲ့ဖြစ်ဖို့ဖြစ်တယ်ပေါ့အဲကိုကိုကိုရဲ့ကိုပိုင်ချစ်ခြင်းနဲ့ချစ်မယ်ဆိုလို့ရှိရင်တော့အဲအဲ့ဒီအရာအတ္တတွေပါရဲပေါ့နော်အဲအဲ့လိုဆိုလို့ရှိရင်အတားတွေပါတဲ့အခါမှာကိုယ့်ရဲ့လူဟောင်းရဲ့ချစ်ချင်းနဲ့ချစ်တဲ့အခါမှာဆိုလို့ရှိရင်ဒီဖခင်ရဲ့ ဥဆောင်ခြင်းရဲ့နောက်ကိုလိုက်ခြင်းမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီနံပါတ်1နံပါတ်1အချက်ရရဲ့သူတို့သမီးဖြစ်ဖို့ဆိုလို့ရှိရင်ကျမတို့ကဒီကိုယ့်ရဲ့ကိုယ့်ရဲ့ဖြစ်ခြင်းအဟောင်းဖြစ်တဲ့လူဟောင်းဖြစ်တဲ့ကိုယ့်ရဲ့အမျိုးသားချင်းကိုမိဘရဲ့အဲကိုမိဘရဲ့အိမ်အဲ့ဒီအရာကိုကျမတို့ဆွန့်လို့ပြီးတော့မေးပြပြီးတော့သခင်ထံကိုထွက်ခွာလာဖို့ဖြစ်တယ်အဲ့ဒါမှဒီအရာကဟော သူတို့သမီးဖြစ်ဖို့အတွက်လိုအပ်တဲ့ဒုတိယအရေးချင်းပေါ့နော်။နောက်ထပ်အဲတတိယအရေးချင်းကကြတော့စာငတ်ခြင်းနဲ့ရှာဖွေခြင်းဖြစ်တယ်တဲ့။အဲစာငတ်ခြင်းပေါ့နော်ဒီညမှာသူတို့သူတို့ဒါသူတို့သမီးက သူတို့တနည်းကဆိုလို့ရှိရင်တခင်ကိုအမှန်တကယ်စာငတ်ခြင်းနဲ့ရှာဖွေခြင်းရှိရမှာဖြစ်တယ်။သူကဒီမှာဘယ်လိုမျိုးနဲ့ဥပမာပေးထားရဲဆိုတာတွေ့ရလဲဆိုတော့ဒီမှာကျမ်းစာထဲမှာဒီအဲဆောင်းအောင်ဆောင်းမှာပေါ့နော်။အဲ့မှာသူပြောထားလဲဆိုတော့ကျွန်တော်ဤဝိညာဉ်ကိုချစ်တော်သူကိုညအခါအဲ့ရောက်မှာသူရှာတယ်။ရှာတော့ညအခါညပတ်ကြီးမှာသူရှာတယ်ပေါ့နော်။ရှာတော့မတွေ့ဘူး။အဲ့ခါကျတော့ ကျွန်ုပ်ထပြီးကျွန်ုပ်ဝိညာဉ်ကိုချစ်တော်သူကိုမြို့ထဲနှင့်လမ်းမလို၌ရှာတော်လဲမတွေ့ပြင်းဆောင်တို့ကိုမင်းမြန်းတော်လဲမတွေ့သူတို့ကိုလော်မကျွန်ုပ်ဝိညာဉ်ချစ်တော်သူကိုတွေ့ဤသူ့ကိုကျွန်ုပ်မလို့မြဲမြဲကြ ày ၍ကျွန်ုပ်ကိုပားမြင်တော်မိခင်အိတ်ခမ်းတဲ့သူဆောင်ခဲ့ဤတဲ့နော်အဲဒါကြတော့သူကဟို ဥပမာပေးထားတာပေါ့သူတို့သားနဲ့သူတို့သမီးရဲ့အဲချစ်ချင်းမေတ္တာနဲ့စာငတ်ပြီးတော့ရှာဖွေခြင်းကိုအဲရှာဖွေခြင်းကဘာကိုပုံဆောင်တာလဲဆိုတော့ဒီသူတို့သားကိုသူလိုက်ရှာတာပေါ့နော်ဒီသူတို့သမီးကသူတို့သမီးကလိုက်ရှာတာကဘာကိုပုံဆောင်လဲဆိုတော့ကျမတို့အဲယုံကြည်သူတွေကဒီလိုမျိုးသခင်ကိုချစ်ချင်းချစ်ချင်းနဲ့သခင်ကိုစာငတ်ခြင်းရှာဖွေခြင်းရှိတဲ့သူတို့သမီးဖြစ်ဖို့အတွက် အဲတခင်ကအလိုရှိတယ်ဆိုတော့ကိုကျွန်တော်တို့ဒီမှာတွေ့ရတယ်။နောက်တစ်ခုဟေပြဲမှာလည်းဒီခါပါပြောထားတယ်ဆိုတော့ဟေပြဲဩဝါဒစာခန်းကြီး7နှစ်အငယ်1မှာယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေသောအရှင်ယေရှုကိုစိတ်စိတ်ကြည့်ရှုတော်တဲ့။ဒီမှာနောက်တစ်ချိန်တွေ့ရတယ်ပေါ့နော်။ဒါရှာဖွေရှာဖွေခြင်းနဲ့ sorry ရှာဖွေခြင်းနဲ့စာငတ်ခြင်းနဲ့ပတ်သက်ပြီးတော့ သခင်ကကျမတို့ကိုဘလို့ဖြစ်စေခြင်းလဲမပြောထားပါတော့ယုံကြည်ခြင်းကိုအစအဦးစီရင်တဲ့သူကအာအရှင်သခင်ယေရှုဖြစ်တယ်ဒီသခင်ကိုကျမတို့စိစိကြည့်ရှုဖို့လိုတယ်ပေါ့နော်အာသခင်ကိုကြည့်ရှုဖို့လိုတယ်ကျမတို့ခိုင်ကြံဒီအာဒီလက်ရှိအချိန်မှာပေါ့နော်ဒီ distraction ပေါ့အာဘယ်လိုပြောမလဲဆွဲဆောင်မှုတွေကအရန်များတယ်ပေါ့နော် အယံကိုအာယုံအာယုံလွဲသွားဖို့အတွက်အယံလွယ်တယ်။သခင်ကိုကြည်မဲ့စားခိုင်ကြအောင်ဟိုကလာတဲ့ဟာလေးရှောက်ကြည့်အောင်အဲ့လိုမျိုးပေါ့နော်။အဲဖုန်းကလည်းကြည့်ချင်တယ်ဖုန်းကိုကင်လိုက်လို့ရှိရင်စမ်းစာဖတ်မယ်ဆိုရင်တခါကျတခြားရောက်သွားတယ်ပေါ့နော်။အဲ့လိုမျိုးတွေးဆောင်ခြင်းတွေကကိုယ့်ရဲ့အာယုံဆူဆိုက်ခြင်းတွေကအယံဟိုတွေးဆောင်ခြင်းတွေအများကြီးတယ်။အဲကြောင့်မလို့ သခင်ကဗာပြောလဲကျမတို့ရဲ့ယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေသောအရှင်ကိုစစ်စစ်ကြည့်ရှုစေခြင်းတာဖြစ်တယ်ပေါ့နော်သူကိုပဲကြည်စေခြင်းနဲ့အဲကြောင့်မို့ကျမတို့သခင်ရဲ့သူတို့သမီးဖြစ်ဖို့ဆိုရင်သခင်ကိုအဲကြည်ရှုပြီးတော့သခင်ကိုပဲရှာဖွေရမှာဖြစ်တယ်။နောက်အဲနောက်ထပ်ဥပမာတစ်ခုကဗမာလဲဆိုတော့ကောလောသဲခန်းကြီး3ခန်းငယ်1ကနေ သခင်ယေရှုသည်တင်ဒီခရစ်တော်နှင့်အတူထားမြသည်မှန်လျှင်ဖျားသခင်၏လက်ရာဘက်ခရစ်တော်ထိုင်ရာအထက်အရာကိုရှာကြလောအထက်အရာကိုသာစိတ်ဆွဲလန်းခြင်းရှိကြလောကျွန်တော်တို့ရဲ့ဆွဲလန်းခြင်းအရာပေါ့နော်ဆွဲလန်းခြင်းဆွဲလန်းခြင်းကဘာလဲဆိုတော့ကျွန်တော်တို့နေ့တိုင်းလုပ်တဲ့နေ့တိုင်းနေ့တိုင်းလုပ်တဲ့အရာကိုကျွန်တော်တို့ ွဲဆွဲလန်းတွေရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်မန္တမိုးလင်းလာလို့ရှင်ပါအခုလောလောဆယ်ပေါ့လွယ်ဆွဲနေရလို့ပါရှိတယ်ဟောကော်ဖီတောက်တော့ပေါ့မိုးလင်းလာရင်ကော်ဖီနေတိုင်းတောက်တယ်ကော်ဖီတစ်ခွက်နှလုံးနှလုံးဖွင့်တာနဲ့ကော်ဖီတောက်တယ်ပေါ့နော်အဲ့လိုပေါ့အဲ့ကြဆွဲလန်းခြင်းဖြစ်တာပေါ့နော်ကျမတို့နေ့တိုင်းလုပ်တဲ့အရာကကျမတို့ရဲ့အဲဆွဲလန်းခြင်းဖြစ်တယ်တခါတလေမှတချို့သူတွေလည်းအဖုန်းဖွင့်တာနဲ့ Facebook ကိုဆွဲလန့်ခြင်းဖြစ်တတ်တယ်ပေါ့နော် သူကြလဲဂိမ်းဆော့အာဒီຢာတွေပေါ့နော်အာဒီຢာတွေကိုစိတ်ဆွဲလန်းခြင်းရှိတာထက်ကျမတို့ရဲ့စိတ်ဆွဲလန်းခြင်းဟာသခင်ခရစ်တော်ဖြစ်ဖို့အတွက်အာကျမတို့ရဲ့သရုပ်သာဖြစ်တဲ့သခင်သခင်ယေရှုကလိုချင်တာဖြစ်တယ်ပေါ့နော်ကျမတို့ရဲ့စိတ်ဆွဲလန်းခြင်းကအာတခင်မဲ့ဖြစ်တဲ့အခါမှသာလို့ရှိရင် ကျမတို့ကသူတို့သမီးဖြစ်ဖို့အရေးချင်းပြည့်မီတာဖြစ်ပါရဲ့လို့ဒါကကြတော့ကျမတို့ရဲ့စာငတ်ခြင်းနဲ့ရှာဖွေရှာဖွေခြင်းဖြစ်တဲ့ သူတို့တပီးရဲ့ဒါတတိယအချက်အရင်ချင်းပေါ့နော်နောက်ထပ်အာနောက်ထပ်နောက်ထပ်တစ်ခုကကျတော့စာငတ်တောင်းတခြင်းနဲ့တခင်ကိုစာငတ်တောင်းတခြင်းခရစ်တော်သူတို့တမီအဓိကလက္ခဏာပါချစ်သူခရစ်တော်ကိုစာငတ်တောင်းတမျှော်လင့်ရှာဖွေနေခြင်းဖြစ်သည် အဲချစ်သူနဲ့ရင်းရင်းနီးနီးဖြစ်ခြင်းဒီနီးနီးကက်ကက်နေခြင်းဒီချစ်သူကိုပဲကြည်နေခြင်းဒီတဲ့အဲဒါကတော့ချစ်သူရှိရဲဒီတိုင်းသိမှာပေါ့နော်ကိုချင်နီးနီးနေခြင်းနဲ့နီးနီးကက်ကက်ဖြစ်ခြင်းနဲ့ကိုချစ်သူနဲ့သူ့ကိုပဲကြည်နေလို့ရှိရင်ကိုကအဲလူပြောမလဲ ကြီးနူးတယ်ပေါ့နော်အဲ့လိုမျိုးပြောရမှာပေါ့ဒါကကျမတို့ဒီလောကမှာဖြစ်သမျှအရာတွေအားလုံးကအဲအရင်တုန်းကဆရာလည်းပြောဘူးတယ်ပေါ့နော်ကျမတို့ဒီလောကမှာရှိတဲ့အရာတွေကပုံရိပ်ပဲဖြစ်တယ်ဒီအဲကျမတို့ရဲ့ဖြစ်ချင်းလောကမှာအခု sorry အဲဖြစ်ချင်းကလည်းပုံရိပ်ပဲဖြစ်တယ်ပေါ့နော်တကယ်ဒီဖြစ်နေတဲ့အရာတွေအားလုံးကကျမတို့ရဲ့ အခရစ်တော်နဲ့ခရစ်တော်နဲ့ကျမတို့ရဲ့ဒီဝိညာဉ်ရေးရာရဲ့အပုံရိပ်ရောင်ဖြစ်တယ်ပေါ့နော်ကျမတို့ဒီလောကဖြစ်သူကလည်းခဏပဲဖြစ်တယ်အဲဒါပေမဲ့ကျမတို့အားလုံးရဲ့ဖြစ်သူဖြစ်တဲ့သူကတော့သခင်ယေရှုဖြစ်တယ်အဲကြောင့်မလို့သခင်ကကျမတို့ကိုသူ့ကိုပဲမျော်လင့်တောင်းတနေရတယ်သူကအဖြစ်စေခြင်းပဲပေါ့နော်အဲနောက်ဒီမှာ ညှော်လင့်ခြင်းပေါ့နော်ဒါလည်းထပ်တွေ့ရတယ်ဆိုတော့နှစ်တိလေးပါခရစ်တော်ဒီလူများစွာတို့ရဲ့အပြစ်ကိုခံဖို့တခါတည်းကိုကိုပူဇော်ပြီးမှထိုသခင်ကို မျှော်လင့်နေသူတို့ကိုကယ်တင်ခြင်းကအပြစ်နဲ့မဆိုင်ပဲပေါ်ထွန်းပြီတဲ့တခင်ကကျမတို့လူမျိုးတခင်ကိုမျှော်လင့်တောင်းတရှာဖွေရှာဖွေနေတဲ့သူတွေကိုသူတွေရဲ့ထံပေါင်းကိုကိုတော်ကတခါပြန်ပြီးတော့ပေါ်လာမှဖြစ်တယ်ပေါ့နော်တခင်ကကျမတို့စီကို အသူ့ကိုမျောလင့်နေတဲ့လူကြီးစီကိုပြန်လာမှာဖြစ်တယ်။နောက်ထပ်အနှစ်တိလေးရှိမှလည်းပြောထားလဲဆိုတော့ဓမ္မတရဖူဒီကျွန်ုပ်အဖို့တူထားလျက်ရှိ၏။ထိုမြတ်မကပေါ်ပေါ်ထွန်းတော်မူခြင်းကို တောင်းတသောသူအပေါင်းတို့၌လည်းအပ်ပြီးတော်မူ၏။ ပေါ်ထွန်းတော်မူခြင်းကိုတောင်းတတော်သူအပေါင်းဆိုဒီမှာတွေ့ရတယ်ပေါ့နော်ဒီကိုရော့ရဲ့နောက်တစ်ဖန်ပြန်ပေါ်ထွန်းတော်မူခြင်းကိုတောင်းတတော်သူအပေါင်းတို့အတွက်ဓမ္မတရဖူကိုသင်တူထားတယ်ဆိုတာကိုလည်းအဲတွေ့ရတယ်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီမှာဒီခေတ်ပြန်ကြွလာခြင်းကိုဆာငတ်တောင်းတနေတဲ့သူတွေကိုဓမ္မတက်ခါပြန်တွေ့ရတယ်ဆိုတာဓာတိကျန်အခန်းကြီးအဲ22ဒါဓမ္မကျမ်းစာရဲ့နောက်ဆုံးပိုင်းပါပေါ့နော် ချစ်သူခရစ်တော်ကိုချစ်တော်သူတို့ရာတဲ့သူကဗာပြောလဲဆိုတော့အရှင်ယေရှုကြွလာတော်မူပါဆိုပြီးတော့အဲဒီဒီကျမ်းပိုင်လေးကိုဓာတိကျမ်းရဲ့နောက်ဆုံးပိုင်းလေးမှာတွေ့ရတယ်ပေါ့နော်သခင်ယေရှုကြွလာတော်မူပါလို့အဲ့မှာတတ်ရှင်းသူတွေကပြောကြတယ်ဆိုတာကိုအဲဖော်ပြထားတယ်အဲအကြောင်းလို့အဲဆံကတောင်းတခြင်းမလို့ကျမတို့ယုံကြည်သူဖြစ်တဲ့အခါမှာဒီခရစ်တော်ရဲ့ ြန်လာခြင်းကိုကျမတို့ဆာငတ်ပြီးတော့အာတောင်းတဖို့ဖြစ်တယ်နော်။အော်သခင်ပြန်လာပါဆိုပြီးတော့အဲ့လိုမျိုးတောင်းတပြီးတော့ပြည့်စင်အစင်သင်ဖြစ်နေတဲ့သူတို့သမီးစီကိုပဲသခင်ကအာပြန်လာမှာဖြစ်တယ်ပေါ့နော်။ကျမတို့အယောက်စီတိုင်းကလည်းသူတို့သမီးဖြစ်ဖို့အဲအလိုလိုနေနဲ့အရင်ချင်းပြည့်မိတာမဟုတ်ဘူးပေါ့နော်။လိုမျိုးအဲတခင်ရဲ့ဖြစ်ပေးခြင်းကိုနေ့တိုင်းခံယူပြီးတော့အာမိမိ မိမိရဲ့လူဟောင်းဖြစ်ခြင်းပေါ့เนาะမိမိရဲ့ကိုယ်တိုင်အဲကိုကိုယ်တိုင်ဖြစ်ခြင်းကိုမိရဲ့စဉ်တိုင်းညင်းပယ်ပြီးတော့ကိုယ်ရဲ့ဖြစ်ပေးခြင်းကိုအချိန်တိုင်းမှာနေ့ရက်တိုင်းမှာခံယူခံယူရင်းနဲ့ကျမတို့ကအဲတခင့်ကိုပို့ပြီးတော့စာငတ်လာတာဖြစ်တယ်ပေါ့เนาะဟုတ်အာကို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 ယ်တိုင်အားဖြင့်တော့ကျမတို့ အာဘာမှအများကြီးလုံနိုင်တာမရှိဘူးဒီနေ့မှလည်းဒီအရာကိုဖတ်တဲ့အခါမှာတခင်ကအာဒီမှာလည်းကျမ်းပိုင်လေးတစ်ပိုက်ကိုဆင်ခြင်မိရပေါ့နော်အဲကျတော့အာဖိလိပ္ပိအခန်းကြီး1အငယ်73နဲ့အငယ်73မှာအရှင်ပေါ်လူကဖိလိပ္ပိဖိလိပ္ပိအာဘာပြောထားလဲဆိုတော့သူကခန်းကြီး1အငယ်73မှာဘာတွေ့ရလဲဆိုတော့အเจ้าမူကသင်တို့ဒီအလိုရှိစေခြင်းက၎င်း အကျင့်ကျင့်စီခြင်းခါ၎င်းသင်တို့ထဲ၌စည်တနာတော်အားဖြင့်ပြုပြင်တော်မူသောသူသာဘုရားသခင်ပေသည်ဒီအရာလေးကိုတစ်ခါပြန်ပြီးတော့အရှင်းရှင်းမိရပါတော့အဲကျမတို့ဒီလိုမျိုးခရစ်တော်ကိုဆာငတ်ဆာငတ်တောင်းတရှာဖွေတော်သူဖြစ်ဖို့အတွက်ကျမတို့လည်းကိုယ်ပိုင်ရည်ချင်းနဲ့အဲမတက်နိုင်ဘူးเนาะကိုယ်ပိုင်ကိုယ်တိုင်လည်းကျမတို့ကျမအဲရိုးတတပြောရမယ်ဆိုရင် ကိုယ်တိုင်လည်းအရင်ကြီးလိုမျိုးစာမစာငတ်တတ်ဘူးဒါပေမဲ့အဲအချိန်နှစ်ရက်တိုင်းမှာပေါ့နော်တခင်ထံမှာဒီမှာဆူတောင်းနေပေါ့နော်ကိုရောကိုဒါ၍စာငတ်တော့နှလုံးသားကိုရောကိုရောပဲဖြစ်ပြီးပါပေါ့နော်အကိုရောကိုမြင်မြင်ချင်တဲ့နှလုံးသားပေါ့နော်ကိုရောကိုဒါကိုရောနားမှာဒါ၍နီးစီဖို့ကိုရောဆွဲခေါ်ပါဒီလိုပဲဆူတောင်းနေပေါ့နော်ကိုယ်တိုင်အဖြစ်တော့ဒီမှာတို့ဘယ်သူမှရည်ချင်းမပြည့်မီဘူးပေါ့နော် ဒီနောက်ဆုံးအာနောက်ဆုံးပိုင်းတော့မဟုတ်စာပြေနာ28မှာဆိုရင်လည်းသူကပြောထားတယ်။တင်၌သူတို့သမီးအရေးချင်းရှိကြပါသလားတဲ့။နော်သူတို့သမီးရဲ့အရေးအချင်းတွေကျမတို့ရှိဖို့ဆိုလို့ရှိရင်တခင်ပဲအဖြစ်ပေးနိုင်တာဖြစ်တယ်ပေါ့နော်ကျမတို့အနေနဲ့အရေးချင်းရှိကြတဲ့နှလုံးသားရှိဖို့တော့လိုရဲပေါ့နော်အရေးချင်းရှိကြတဲ့နှလုံးသားလေးရှိတဲ့အခါမှာတခင်ထံပါဆူတောင်းပါဖဖခင်ကျမတို့ အာသူတို့တမီးရဲ့အရေးချင်းနဲ့ပြည့်မိခြင်းနဲ့ကိုရရှင်ဖြည့်ပေးပါမယ်เนาะသခင်ကအာသခင်ယေရှုကပေါ့เนาะအဲဒီနေ့ဆင်ခြင်တဲ့အခါမှာသခင်ယေရှုကလူလောကကိုလာတဲ့အခါမှာပေါ့เนาะသူကသူ့ရဲ့သူတို့တမီးကိုလာရှာတာဖြစ်တယ်သူကအာဖခင်เจ้าနေလာရှာတာမဟုတ်ဘူးပေါ့เนาะဗျာဖျားကြောင်းလာရှာတာမဟုတ်ဘူးသူကတရားဟောဆရာလည်းမရှာပါဘူးလို့တခေရှုကဘာလို့လိုချင်တာလဲဆိုတော့သူက သူရဲ့ဒရုသမီးကိုလိုချင်တာဖြစ်တယ်။သူချစ်ရတဲ့ဒရုသမီးပေါ့နော်။သူချစ်ရတဲ့ဒရုသမီးကဒရုသမီးကိုဘယ်လိုမျိုးပုံဖော်ထားလဲဆိုတော့ဒီမှာတွေ့ရရပေါ့နော်။အာငါဤအချစ်ဆုံးငါဤဂျိုးငါဤစုံလင်သူငါ၌တပါးတည်းသောသူလာကဲ့သို့တင့်တယ်လျက်နေကဲ့သို့ထွန်လေးလျက်စစ်ကဲ့သို့ကြောက်မက်ဖွယ်ဖြစ်လျက်နနဲ့ကဲ့သို့ပြောင်းရွှေ့သောသူဖြစ်ကြောင်း ကိုယ်တိုင်တခင်ကဒီလိုမျိုးပေါ့နော်သူ့ရဲ့သူ့သမီးကိုသူကအဲ့လိုမျိုးရှီးမွမ်းထားရပေါ့နော်တင့်တယ်လျက်ရှီးရဲ့သူ့သမီးကိုကိုရောကရှာဖွေနေတာဖြစ်တယ်။အာအကြောင်းမလို့အဲကျမတို့လည်းဒီနေ့ပုံကြည့်သူတယောက်စီတိုင်းပေါ့နော်ဒီနေ့မှာကျမတို့အားလုံးကအတူတကွပေါင်းစည်းပြီးတော့ခရစ်တော်ရဲ့သူ့သမီးဖြစ်မှာဖြစ်တယ်ဒီအချိန်မှာအာအားလုံး သူတကွာကိုရောကိုစာငတ်ရှာဖွေးပြီးတော့မတို့ရဲ့လူဟောင်းဖြစ်ခြင်းကိုစွန့်လွတ်ရဲကိုရောရဲ့ကိုရောကိုစစ်မှန်သောနှလုံးသားရဲ့ချစ်ခြင်းနဲ့ပေါ့နော်ချစ်ခြင်းကိုလည်းဘုရားသခင်ဖြစ်ပေးဖို့အတွက်ဆူတောင်းရင်းနဲ့ဒါသူတို့သမီးအဖြစ်အတူတကွာဖြစ်စဉ်ခံကြဖို့အတွက်ဖြစ်တယ်ဆိုတာကိုအဲ sharing လုပ်ချင်ပါတယ်လို့ ရောက်ရှိတိုင်းတန်ခင်ထမအလင်းဖွင့်ပြခြင်းရရှိပါစေ။ရရှိ